မင်္ဂလာပါရှင် Sporting News NIT မြန်မာ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။နောက်ဆုံးရနိုင်ငံတကာသတင်းများကို တင်ဆက်ပေးနေရပဲဖြစ်ပါရယ်ရှင်။ပထမအောင်ဆုံးအနေနဲ့ American အိမ်မက်ပြောင်းဆောင်ခြင်းနဲ့နောက်ဆက်တွဲဆိုရင်ချက်တွေဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။မြန်မာကိုပြည်ဝင်ခွင့်ပေးလိုက်တဲ့သမရာထရန်အမိန်ကြောင့်လက်တကန်အလိုမှအမေရိကန်အိမ်မက်ပြည့်ပြည့်သွားကြသူတွေအများပြားရှိနေပါတယ်။တမရာထရန်အမိန့် ဇွန်လ9ရက်နေ့မှာစတင်အသက်ဝင်ချိန်ရန်ကုန်မြို့အမေရိကန်တန်ရုံမှာဖီဇာအင်တာဗျူးဖြေဖို့ရက်ချိန်ကနောက်10လစာအထိရှိနေပါတယ်။အင်တာဗျူးဖြေဆိုဖို့ဆောင်ဆိုင်နေတဲ့အရေးအတွက်အတီးကြကိုတော့တန်ရုံကထုတ်မပြောပါဘူး။မြန်မာပါဝင်ဆန္ဒနိုင်ငံကို ပြည်ဝင်ခွင့်လုံးဝပေးလိုက်တဲ့မိန်ဟာအမေရိကန်ကိုရောက်နေပြီးသားမြန်မာတွေကိုလည်းအခက်တွေစေနိုင်တယ်လို့ညောင်စီတီဘာမင်းစ်ကွန်မြူနတီ NYCBC တာဝန်ခံဦးနေတင်မြင့်က ပြောဆိုထားပါတယ်။ ဗီဇာကိုနှစ်ချီစူးစမ်းခဲ့သူနဲ့ဒီဗီပေါက်တဲ့လူငယ်နှစ်ဦးရဲ့အိမ်မှန်။ကမ္ဘာနိုင်ငံအသီးအသီးကနေအမေရိကန်နေထိုင်ခွဲကန်ဆန်မဲ့ဒီဗီကန်ဆန်သူနှစ်တိုင်းဆယ်တန်းနဲ့အထက်မှရှိပါရယ်။အဲ့ဒီထဲကမှ9500ဝန်ကျင်ကိုသာရွေးချယ်ပြီးနေဆင်ဗီဇာထုတ်ပေးနေရပါ။ကိုတန်းစင်က2026ခုနှစ်အတွက် TV ပေါက်ချပေးမဲ့ကံမကောင်းခဲ့ပါဘူး။ ရီဇာအင်တာဗျူးကပြည်ဝင်ခွင့်စာပိတ်တဲ့ဇွန်လ9ရက်နေ့ဖြစ်နေတော့ကက်လွဲသွားတာပေါ့လို့သူကပြောပါတယ်။ဇွန်လ9ရက်နေ့မနက်ပိုင်းမှာဗီဇာအင်တာဗျူးသွားခဲ့ပေမဲ့တယုံကခဏဆိုင်ထားမယ်။ဗီဇာမထုတ်ပြီးတော့ဘူးလို့ပြောတယ်။တယုံကလည်းဆုံးဖြတ်ခွင့်မရှိတော့ဘာမှသေချာမပြောနိုင်ဘူးလို့ကိုတန်စင်ကပြောဆိုထားပါတယ်။သူကအခြားလူငယ်တွေလိုပဲနိုင်ငံထဲမှာစမူထံဥပဒေကြောင့်ဆက်လက်နေထိုင်ဖို့မလုံခြုံတဲ့အချိန်မှာရှေ့ပြောင်းနေထိုင်ဖို့ရွေးချယ်ထားခဲ့တာပါ။ ကိုတန့်စင်လိုပဲမဖြူစင်ကလည်းအိမ်မက်တွေပြက်ပြဲသွားရသူဖြစ်ပါတယ်။သူတက်ကတူပထမနေ့တန်နေတော့မှဆရာနာသိမ်းသွားလို့ကျောင်းနာထားခဲ့တာပါ။အဲ့နောက်အမေရိကန်နိုင်ငံက community college မှာကျောင်းဝင်ခွင့်ရပေးမယ်။ visa အချင်းချင်းညှင်းပယ်ခံနေရပါတယ်။ရန်ကုန်ကအမေရိကန်တန်ယုံကဗီဇာရဖို့ခက်ခဲတာကြောင့်ဗီယက်နမ်နိုင်ငံအမေရိကန်တန်ယုံမှာပါနှစ်ကြိမ်စူးစမ်းခဲ့ပူပါရီပြည်ရဲမှာဂျုံလာရတဲ့နိုင်ငံရေးအခြေအနေကြောင့် ဒရိုက်တာဖြစ်ချင်တဲ့အိမ်မက်ကိုတခါဆလိုထားရတဲ့သူကကုလိုပိတ်ခံရတာက မတရားဘူးခံစားရတယ်လို့ပြောပါတယ်။ပညာရေးထွက်အမေရိကန်ကို လာရောက်လို့သူတွေကို ဖြေလျှော်စင်စားပေးစေချင်တယ်လို့သူကပြောပါတယ်။သူနဲ့အတူကြောင်လျှောက်တဲ့တငယ်ချင်းတွေမှလည်းနိုင်ငံထဲဆန်နေဖို့မလုံခြုံတဲ့အခြေအနေရင်ဆိုင်နေရတယ်လို့ဆိုပါရယ်။ရခိုင်ပြည်နယ်ကတငယ်ချင်းဆိုရင်ရန်ကုန်မှာအဆောင်နေတော့ပေါ်တာဆွေရနဲ့စမူထန်ကြောက်ရတယ်။ရွာပြန်တော့တိုက်ပွဲနဲ့ အီယူစစ်မှုထံကမလွတ်တော့သူ့အိမ်ကမပြန်လာခိုင်ဘူးလို့ပြောပါရယ်။ဖာကြောင့်မြန်မာနိုင်ငံကိုပြည်ဝင်ခွင့်ပိတ်ပင်တဲ့နိုင်ငံစီရင်ထဲထည့်ထားလေ။ဒုက္ခတေလက်ခံရေးအစီအစဉ်ဆိုင်ရတဲ့ဥပဒေပြင်ဒီတစ်ခါကန်သက်ချက်ဟာမြန်မာနိုင်ငံသားတွေရဲ့အမေရိကန်အိမ်မက်ကိုထပ်ပြီးပြက်ပြဲစေတဲ့ထရန်ရဲ့အမိန်တရဖြစ်ပါရယ်။ထရန်ဟာ2029တုန်းကလည်းမြန်မာနိုင်ငံကိုဗီဇာပိတ်ခဲ့ဖို့ပြီး2021 ။သမရပိုင်တင်တက်လာတဲ့အချိန်မှာပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်ရောမြန်မာတိုင်ဝမ်ရဲ့ပြောဆိုချက်အရပြည်တွင်းမှာစံနေထိုင်ဖို့မလုံခြုံတာကြောင့်အမေရိကန်ကိုလာရောက်သူတွေဟာပညာရေးဗီဇာအလောအကိုင်းအလဲပန်းဗီဇာစေကူတာခွင့်ဗီဇာတွေနဲ့ဝင်လာကြတာများပါတယ်။ဒီလိုဝင်ရောက်ပြီးရင်တော့အဘဘကချက်တဲနေတဲ့နိုင်ငံကိုမပြောင်းနိုင်သေးတဲ့ကာလမှာခွင့်ပြုဗီဇာတက်တန်းထက်ကျော်လွန်ပြီးနေထိုင်တာတွေရှိလာပါတယ်။ ထိုင်ကလည်းတရားချက်ကိုအခြေပြုပြီးမြန်မာကိုပြည်ဝင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။အလဲပဲဗီဇာ B1 B2 နဲ့လာတဲ့သူတွေဟာ6လတက်တန်းရှိပြီးနိုင်ငံတွင်းမှာပဲ6လတက်တန်းထပ်တိုးနိုင်ပါတယ်။ကျောင်းသားဗီဇာ FM နဲ့0ကပညာသင်တဲ့ကာလအတိုင်းရရှိတာပါ။ဒီနေ့ထိုင်ခွင့်ကာလတွေကိုကျော်လွန်နေထိုင်သူတွေများရဲ့ဆိုပြီးဗီဇာရှောက်ထားခွင့်လုံးဝပိတ်ပင်လိုက်တာဖြစ်ပါတယ်။ဗီဇာတွေဖြစ်တဲ့အလောက်ကိုင်းလေပဲဗီဇာ B1 B2 နဲ့လာပြီးရလနေထိုင်သူတွေမြန်မာ29သတမ3900ခန်းတို့ရှိရဲလို့ Infuro ကကြေညာပါတယ်။ပညာရေးဗီဇာဖြစ်တဲ့ FM နဲ့ J ဗီဇာတွေနဲ့ရဲစော်နေထိုင်တာကမြန်မာ42သတမ1900ခန်းတို့ရှိနေရပါ။ဒီကြေညာချက်မထလာခင် ရှေ့နေကြတဲ့ကမြန်မာចောင်းသားတွေဟာပညာသင်ကာလာပြီးရင်သက်ဆိုင်ရာနိုင်ငံကိုပြန်ရမှာဖြစ်ပေမယ့်မပြောင်းတဲ့ရေအတွက်တည်တည်တသားများလာတယ်လို့အတန်းထွက်နေရပါဘူး။ ်အမေရိကန်မှာနှစ်ဝက်ပညာသင်နိုင်မဲ့ Global UGRED program ကိုမြန်မာကျောင်းသားတွေရှောက်ထားခွင့်2024မီလာထဲမှာအပိတ်ခံခဲ့ရပါတယ်။ဒီနှစ်ဇွန်လ9ရက်နေ့မှာတော့ပြည်ဝင်ခွင့်လုံးဝပိတ်ခံရတဲ့နိုင်ငံစီးရင်ထဲပါလာတာပါ။မြန်မာ၊အာဖဂန်နစ္စတန်၊ချက်၊ကွန်ဂို၊အီကွေဒါရိုတာ၊ကီနီ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဗျာ၊ဆိုမာလီယာ၊ဆူဒန်နဲ့ ယီမန်နိုင်ငံတို့ကိုပြည်ဝင်ခွင့်လုံးဝပိတ်ပင်နေလို့ဆွန်လာလီရဲ့နေကကြေညာခဲ့ပါတယ်။စာတင်အတန်ဝင်တဲ့နေကစာပြီး DMA ဟာအမေရိကန်ပြင်ပနဲ့ဗီဇာသက်တမ်းကုန်နေသူတွေအလုံးအပေါ်တက်ရောက်မှာပါ။တရမတိုင်ခင်ထုတ်ပေးထားတဲ့ဗီဇာတွေအပေါ်ကိုတော့တက်ရောက်မှာမဟုတ်ဘူးလို့ရန်ကုန်အမေရိကန်တန်ယုံကပြောဆိုထားပါရယ်။တန်ယုံကထုတ်ပေးတဲ့ဗီဇာနဲ့ကုန်းရီလေးလမ်းကြောင်းတွေကနေတက်ဆင့်ခီးသွားနိုင်တယ်လို့ဆိုပေမယ့် နိုင်ငံထဲဝင်ခွင့်ကိုတော့အကာခွန်နဲ့နေဆက်ကခွေးဌာနအရာရှိကဆုံးဖြတ်မှာဖြစ်တယ်လို့ဆိုပါရယ်။ထဟာနိုင်ငံဆန္ဒနိုင်ငံကိုပြည်ဝင်ခွင့်လုံးဝပိတ်ပင်တာနဲ့ခုနနိုင်ငံကိုတစ်စိတ်တစ်ပိုင်းပိတ်ပင်တာဟာနိုင်ငံလုံးချုပ်ရင်အတွက်လို့ဆိုပါရယ်။ထရာနိုင်ငံဆန္ဒနိုင်ငံကိုပြည်ဝင်ခွင့်ပေးတာနဲ့ခုနနိုင်ငံကိုတစ်စိတ်တစ်ပိုင်းပိတ်ပင်တာဟာနိုင်ငံလုံးချုပ်ရေးအတွက်လို့ဆိုပါတယ် ိုင်ငံလုံးချုပ်ရေးလို့အကြောင်းပြပေမဲ့ပြိပင်လိုက်တဲ့နိုင်ငံတွေထဲအီရန်နဲ့ဂျူဘာနနိုင်ငံမိန်အမေရိကန်ကအကြံဖတ်ဖြစ်ကြေညာထားတာပါကျွေခွင့်ပိတ်ပင်လိုက်တဲ့နိုင်ငံအများပြားဟာတမိုင်းတရှောင်းသူတို့နိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့ပြက်ကွက်သလုံးဗီဇာစနစ်ကနေအမေရိကန်ပေါ်အခွင့်အောက်ယူနေရလို့ထရန်ကဇွန်လ၄ရက်နေ့သမရအမိန့်ထုတ်ပြန်ချိန်မှာပြောဆိုထားပါတယ် မြန်မာဟာအမေရိကန်ကပြန်ပို့တဲ့နိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့ပြက်ကွက်တယ်ဆိုပြီးပြောနေပေမဲ့စကောင်စီကတည်နေတဲ့ပေးခံရသူအချို့ကိုပြန်လည်လက်ခံနေပါတယ်တရားလာသူအချို့စစ်တော်ရေးပို့ခံရတယ်လို့သတင်းဌာနအချို့ကဖော်ပြပေမဲ့တိကျအတည်မပြုနိုင်ပါဘူး။ထိုင်းရဲ့ပြည်ဝင်ခွင့်ပေးတဲ့အမိန့်ကြောင့်ဗီဇာသက်တမ်းကုန်ရတဲ့တွေနဲ့ခလွန်ခွင့်ရှာထားတဲ့တွေမှာစိုးရင်ချက်မြင့်တန်နေရလို့ USIRD တီထောင်သူကိုရဲရင့်မြင့်မူကပြောဆိုထားပါတယ်။ USIRD ဟာအမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကိုလူဝင်မှုကြီးကြပ်ရေးဥပဒေဆိုင်ရာအထောက်အကူပြုရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။နိုင်ငံခုလုံခွင့်ရှောက်ထားဆဲလူတွေကိုဗီဇာသက်တမ်းကျော်လွန်နေထိုင်နေလို့တမန်နိုင်တဲ့အတွက်စိုးရိမ်နေကြတယ်။ခုလုံခွင့်မအောင်ရင်ပြည်နယ်တန်ပေးခဲ့ရတဲ့လမ်းကြောင်းရောက်သွားမှာလို့သူကပြောဆိုထားပါတယ်။မရေရာတဲ့ TPS နဲ့နိုင်ငံခုလုံခွင့်ဆောင်ဆိုင်နေသူတွေရဲ့အနာဂတ်ဗီဇာသက်တမ်းကိုလို့ယာယီကာကွယ်ပေးတဲ့အစဉ် TPS ဒါမှမဟုတ်နိုင်ငံခုလုံခွင့်ရဖို့စောင့်ဆိုင်နေသူတွေမှာစိုးရိမ်မကင်းဖြစ်နေရတယ်လို့ American ရောက်မြန်မာတိုင်ဝိုင်းကနေသိရပါတယ်ကိုကျော်စွာက2019ခုနှစ်မှာအမေရိကန်နိုင်ငံကိုပညာရေးဗီဇာနဲ့လာရောက်ခဲ့သူဖြစ်ပါတယ်။ကျောင်းပြည့်နှစ်မှာကိုဗစ်ဖြစ်တာနဲ့ဆရာနာသိမ်းတာတွေကြောင့်နိုင်ငံကိုမပြန်ဖြစ်သေးသူပါ။ကျောင်းသားဗီဇာကုန်သွားချိန်မှာယာယီကာကွယ်ပေးတဲ့အစဉ် TPS နဲ့ဆက်လက်နေထိုင်နေသူဖြစ်ပါတယ်။ ယာယီကကွဲပေးတဲ့အစင် TPS ဆိုတာကပတိပခသဘာဝပေးဒါမှမဟုတ်ကေယောဂပေးနေတာမန်မဟုတ်တဲ့ဖြစ်စဉ်တွေကြုံနေရတဲ့နိုင်ငံကနိုင်ငံသားတွေကိုအမေရိကန်နိုင်ငံမှာခိတခုလုံးကွင်ပေးတဲ့ယာယီအထောက်ထားဖြစ်ပါတယ်လာမယ့်နိုဝင်ဘာလမှာသမရပိုင်းနဲ့ပြီးခဲ့တဲ့နှစ်ကသက်တမ်းတိုးပေးခဲ့တဲ့ TPS သက်တမ်းကုန်ပါပေါင်း TPS ကသမရအမိန်နဲ့တနစ်စီသက်တမ်းတိုးတာဆိုတော့ထရန်လက်တာမှာမတိုးပေးဖို့ပုံများနေရလို့ကိုကျော်စွာကပြောပါရတယ် ဒါကြောင့်အလုပ်ဗီဇပြောင်းရှားဖို့စီစဉ်ခဲ့ပေမဲ့ပြည်ဝင်ခွင့်ပိတ်တဲ့အမိန့်ကြောင့်အခက်တွေ့သွားပါပြီ။နိုင်ငံကထပ်ပြီးတန်ရုံမှာဗီဇရှောက်ပြန်ဝင်ရမှာအခုပိတ်ချလိုက်တော့နေထိုင်ခွင့်နည်းလမ်းမရှိတော့ဘူးလို့ဆိုပါရယ်။သူကအမြဲတမ်းနေထိုင်ခွင့် Green Card ကိုလည်းရှောက်ထားပေမဲ့အစောဆုံး2026ခုနှစ်ကမှသာရနိုင်တာပါ။ကမဲနိုမာလာမှာ TPS သက်တမ်းတူမရရင် သူကောသူညီမပါပြည်နှံတန်ပေးခံနိုင်ရပါတယ် ူညီမကလည်း TBS နဲ့နေထိုင်သူဖြစ်ပါတယ်။ညီမဖြစ်သူကတောင်ဆက်တက်ဖို့စီစဉ်ထားပေမဲ့မြန်မာကဗီဇာပိတ်တဲ့စီရင်ထဲရောက်သွားတာကြောင့်အခက်အခဲဖြစ်ကုန်ကြတာပါ။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသတ်ပါရစေ။အားလုံးပဲကိုယ်စိတ်နှပြစမ်းမရှင်လန်းကြပါစေရှင်။